မင်္ဂလာပါရှင်ကျမတော့ဖူးဤဤနွယ်ပါ TV ရုံးမြန်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်စစ်တလက်အောက်ခံ UEC ကထုတ်ပြန်ထားတဲ့မဲဆင်းတွေမှားနေတယ်လို့ပြောဆိုခဲ့တဲ့အမျိုးသားလွတ်တော်ကိုစလဲဟောင်းဦးလှစွေခေါ်ဘူးလက်လှစွေကိုအောက်တိုဘာလ9ရက်နေ့ညပိုင်းကလေးကစစ်ကောင်စီတပ်ကခေါ်ယူစစ်ဆေးနေတယ်လို့နေပြည်တော်သတင်းရင်းမြစ်တွေစီကနေသိရပါဗျာ ပုပ္ပသီရီမြို့နယ်မှာမဲဆင်းတွေယာနဲ့ချီကွာဟနေတာကိုလူမှုကွန်ရက်မှာ live လွှင့်ပြောဆိုခဲ့တဲ့အပေါ်သတင်းမီဒီယာတွေကဖော်ပြပြီးတဲ့နောက်မှာစစ်ဆေးခံရတာလို့နေပြည်တော်သတင်းရင်းမြစ်က DVB ကိုပြောပါတယ်။ UEC ဥက္ကဋ္ဌဗိုလ်ချုပ်ဟောင်းတန်ဆိုကသူတို့ကိုအဆက်ခွဲတယ်ဆိုပြီးတော့တက်ကိုတင်ပြပြီးတော့ဖန်ခိုင်းတာဖြစ်ပြီးလက်ရှိဘမှာစစ်စင်နေလဲဆိုတာမသိရသေးဘူးလို့ပြောပါတယ်။ ဘူလလဆွေကိုစစ်တပ်ကလက်ရှိအချိန်အထိပြန်မလွတ်သေးသလိုသူ TikTok အကောင့်မှာအော်တိုဝါလ9ရက်နေ့ကတင်ထားတဲ့ file ကိုပါပြန်ဖြတ်သွားပြီလို့ကြန့်ခိုင်ပါတီဝင်တယောက်ကပြောပါတယ်။ဘူလလဆွေဟာအော်တိုဝါလ9ရက်နေ့ကသူအသုံးပြုနေတဲ့ TikTok အကောင့်ကနေ UEC ကထုတ်ပြန်လိုက်တဲ့မဲစင်းတွေယာနဲ့ချီကွာချနေပြီးတည်တဲ့သူပြန်ပါနေလို့ပြန်လည်ပြင်ဆင်ပေးဖို့လိုက်လွင့်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဥလားဆွေခေါ်ယူမေးမြန်းခံရတာနဲ့ပတ်သက်ပြီးကြန့်ခိုင်ရေးပါတီဘက်ကရောစစ်တပ်ဘက်ကပါတရားဝင်သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူးရှင်။ထိုင်းနိုင်ငံရှိနိုင်ငံသားသားရွှေ့ပြောင်းလုပ်သမားတွေအတွက် e-work permit စနစ်ကျင့်သုံးတာဟာအချိန်ကုန်သက်သာပြီးပိုပြီးလွယ်ကူချုံးမွေ့စေတယ်လို့ထိုင်းလုပ်သမားကြီးလှုပ်ရှားသူတွေကပြောပါတယ်။ကိခိုင်သတင်းပြဖို့ထားပါတယ်ရှင်။ ထိုင်းနိုင်ငံအတွင်းရှိနိုင်ငံသားရွှေ့ပြောင်းအလုံသမားတွေကိုအလုံလောက်ကင်ခွင့်လက်မှတ်ဘက်လျှောက်ထားတဲ့လုပ်ငန်းစဉ်တွေကိုအွန်လိုင်းကနေ e-work permit စနစ်နဲ့မပုံတရားမှဖြစ်ပြီးအော်တိုဘာလ7ရက်နေ့ကစပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့ပြုလုပ်တော့မှာဖြစ်တယ်လို့သိရပါတယ်အော်တိုဘာလ7ရက်နေ့ကစပြီးအွန်လိုင်းကနေတဆင့်24နိုင်ငံဝန်ဆောင်မှုပေးတော်မယ်လို့အလုံသမားဝန်ကြီးဌာနဝန်ကြီးကအော်တိုဘာလ6ရက်နေ့မှာထုတ်ပြန်ပြောဆိုခဲ့တာပါ အခုလော online ကနေအချိန်မရွယ်လေးကူသောပြုလုပ်လာနိုင်တဲ့အတွက်ဒါဟာရွှေပြောင်းအလုပ်သမားတွေအတွက်ငွေကုန်ကြေးကျသက်သာပြီးအချိန်ကုန်သက်သာစေတယ်လို့ထိုင်းရောက်ရွှေပြောင်းမြန်မာတွေအတွက်အလုပ်လုပ်ခွင့်ပါမင်းရအောင်ကူညီလှုပ်ဆောင်ပေးနေတဲ့သူတယောက်ကပြောပါရည်ပို့ပြီးတော့လွဲကူသွားတာပေါ့အကုန်ကြစေးလည်းတက်တာမယ်အချိန်ကုန်တာလည်းတက်တာသွားမယ် online ကနေလောက်ရမှာဆိုတော့လေသူ smart card လေးတွေရလာမယ်ဆိုတော့ပိုအဆင်ပြေသွားတာပေါ့ပန်ပွင့်တဲ့အချိန်တွေမှာလည်းအဆင်ပြေလာမယ်အချိန်မောင်းလိုက်ဆင်လောက်တဲ့အချိန်တွေမှာလည်းအဆင်ပြေသွားလိမ့်မယ် အခက်အခဲချင်းမဲ့ချက်တွေရောတချို့တွေရကြတော့ဗျာဟိုကိုယ်တိုင်လောက်ချင်တယ်ဒါပေမဲ့တတိယဒီစီမှာစာရက်စာလန်တောင်းတဲ့ချိန်ကျရင်တတိယတွေကမပေးချင်ဘူးဒီမှာသွားပြီးတော့ပြင်မယ်ဆိုရင်တတိယကလက်မှတ်ထိုးပေးရမှာလေတတိယတွေကမပေးချင်ကြအောင်အဲအဲ့ဒီချက်လေးတွေတော့လည်းစကားပြောရလိုက်မယ်အဲ့လိုတတိယမျိုးတွေဆိုရင်တော့ကိုယ်တိုင်လုံးလို့တော့မရဘူးအဲသူတို့ကိုတတိယကိုယ်တိုင်ကလုံးရင်လုံးပြီးမလုံးပြီးတတိယပွဲသားအောင်အဲအဲ့လိုချိန်မျိုးတွေဆိုရင်တော့အလုံးသမားတွေဘက်ကနေပြီးတော့ဒီပွဲသားကားတွေပါတယ်ပုံလာတွေတော့ထိလာမှာပေါ့ ိုင်းအလို့သမားဝန်ကြီးဌာနကလည်းအီဝတ်ပါမဲစနစ်ကျင့်သုံးရတာဟာအလို့ရှင်တွေနဲ့နိုင်ငံခြားသားရွှေ့ပြောင်းအလို့သမားတွေအတွက်အချိန်ကုန်သက်သာပြီးလွေကူမြန်ဆန်စေဖို့လုပ်ငန်းဆောင်ရွက်မှုတွေကိုပွင့်လင်းမြင့်တာမှုရှိစေဖို့နဲ့တာဝန်ခံမှုရှိစေဖို့အရည်ရွယ်တယ်လို့ပြောဆိုထားပါတယ်။ ဧဝပါမင်းစနစ်အပြင်တနိုင်ငယ်လုံးအနှံအလုံးလောက်ကောက်ခွင့်လက်မဲ့ဝန်ဆောင်မှုစင်တာ၄စီကျော်နဲ့အတူဝန်ဆောင်မှုမရောက်ရှိနိုင်တဲ့နေရာတွေကိုလည်းရွေလျားရင်၈စီကိုလည်းပြင်ဆင်ပေးထားရလို့သိရပါတယ်။အဲဒီစနစ်ကိုအသုံးပြုသူတွေအနေနဲ့အွန်လိုင်းကနေစီရင်သွင်ပြီးအလုံးလောက်ကောက်ခွင့်လက်မဲ့ဘက်လျှောက်ထားတဲ့လုပ်ငန်းစဉ်တွေကိုအချိန်နဲ့မရွေးလွေကူမျက်စင်စုံနဲ့လှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါအပြင်တိကျမကန်မှုဖွင့်လင်းမြင်သာမှုရှိစေဖို့အတွက်ရည်ရွယ်ပြီးလက်ပွေနဲ့မျိုးလုံးစကန်ဖက်တာတွေကိုလည်းအသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။ထိုင်းရောက်မြန်မာရွှေ့ပြအလို့သမားတွေအရင်ကုညင်ဆောင်ရွက်ပေးနေတဲ့ MHAC မဟာမဲအဖွဲ့ရဲ့တာဝန်ရှိသူ AAC ကိုရင်မင်းကလည်းဒီစနစ်ဟာအလို့သမားတွေအတွက်ပိုကောင်းမွန်တဲ့စနစ်ဖြစ်လာမှာဖြစ်တဲ့အတွက်ကြိုးစုံဝမ်းမြောက်ကြောင်းပြောကြားပါတယ်။ မှန်ကန်ကောင်းမှုနဲ့စနစ်တွေကိုတဖြည်းဖြည်းဖြည်းပြောင်းလဲလာပေးမယ်ဆိုရင်တော့ပိုကောင်းတာပေါ့နော်ဒီခုလိုမျိုးဒီစနစ်ကလုံသွားရတဲ့အတုံးဝင်လာမယ်လက်တွေ့သုံးတဲ့အခါမှာအဆင်ပြေလာတယ်ဆိုရင်တော့ကျိုးစိုးပါတယ်ဝမ်းသာပါတယ်ဒီတိုင်းစိုးအနေနဲ့ဒီမှာလုံသားတွေရဲ့အောက်ခြေခက်ခဲကိုပုံပုံနားလဲပြီးတော့အခုလိုမျိုးတစင်ချင်းပြုပြင်ပြောင်းလဲမှုလေးတွေလောက်လာမယ်ဆိုရင်တော့ဝဲမင်းတော့ဟိုဝမ်းသာတယ်ကျိုးစိုးတယ်ထပ်ပြီးတော့လဲနောက်ဆုံးထိုင်းရောက်မြန်မာလုံသားတွေပွဲစားမလို့တော့တဲ့အထိဒီနေ့တိုင်းဝဲဝက်ပါမင်းနဲ့ဗီဇာလေးနှစ်ခုတော့ကိုယ်တိုင်လုတ်ခိုင်ဝင်ရမယ်အခြေအနေမျိုးတွေအထိ ်တတိပြုပြင်ပြောင်းလဲပြီးသွားမယ်စနစ်ကိုစနစ်ကြားနဲ့ချက်မှတ်ကိုင်းတွေသွားမယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်လို့လာမယ့်အော်တိုဘာလ15ရက်နေ့ကနေ29ရက်နေ့အထိအလုံးလုံးကိုင်ခွင့်လက်မှတ်ဘက်အသစ်ပြုလုပ်နိုင်ဖို့အွန်လိုင်းစနစ်နဲ့အမည်စရင် nil list တင်သွင်းနိုင်မှာဖြစ်ပါတယ်ကျမကေခိုင်ပါ ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်တောင်မဲသိန်းဒေသမှာတိုက်ပွဲဖြစ်ပွားနေတာကြောင့်ဒေသခံတွေဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အတွက်နေထိုင်ဖို့အရေးပေါ်တဲတွေလိုအပ်နေတယ်လို့ဒေသခံတွေကနေသိရပါဗျ။တောင်မဲသိန်းဒေသမှာအော်တိုဝါလာရှိရနေကစစ်ကော်မရှင်တက်တဲ့ PNO ပြည်သူ့စစ်တို့ပူးပေါင်းပြီးစစ်ကြောင်းထိုးလာတာကြောင့်တော်လိုင်းတပ်ဖွဲ့တွေနဲ့နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာပါဗျ။ ဲ့ဒီတိုက်ပွဲတွေကြောင့်ထွက်ပြေးတင်းရှောင်လာခဲ့ရတဲ့အိမ်အောင်စု120ဟာမိုးကတဲတစ်ခုထဲမှာအိမ်အောင်စု3စု4စုပေါင်းပြီးတော့အမျိုးသားရောအမျိုးသမီးရောရောနှောနေထိုင်နေရတယ်လို့သိရပါတယ်။အဲ့ဒီစစ်ဘေးရှောင်တွေအတွက်တဲဆောက်ဖို့မိုးကတော့တက်ကြွေရေးအေးပေါ်လိုအပ်နေပြီးတော့စားနေအခါနဲ့ဆေးဝါးတွေလည်းလိုအပ်နေတယ်လို့စစ်ဆောင်တာဝန်ခံတယောက်ကပြောပါတယ်။ ဒါပြင်စစ်ဘေးတိမ်းရှောင်ခဲ့ရတာကြောင့်အခက်ခဲတွေကြားကစိုက်ပျိုးခဲ့ရတဲ့ရိတ်သိမ်းကန်ဒီစပားပဲဖို့မြေပဲကင်းတွေခြံထားခဲ့ရတဲ့အတွက်တိုက်ပွဲဖြစ်ပွားချိန်ကြာမြင့်ပြီးမရိတ်သိမ်းရမှာကိုလည်းစိုးရိမ်နေလို့စစ်ဘေးရှောင်တယောက်ကပြောပါရယ်လက်ရှိမှာလည်းစစ်ကော်မရှင်တပ်နဲ့ PNO ပြည်သူစစ်တွေကတက်ဆွဲပြီးကြီးရွာတွေနဲ့ပြည်သူတွေရဲ့တောင်ယာခြံတွေဘက်ကိုလက်နက်ကြီးတွေနဲ့မကြာခဏပစ်ခတ်ချင်းချောင်းနေတဲ့အတွက်ဒေသခံတွေဟာနေရမပြောင်းရဲသေးဘူးလို့သိရပါရယ်ရှင် ဒီဗီယိုမြင်တန်ကြတဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတို့ဖူးအီအီနွယ်ပါကြည့်ရှုနာဆင်မိကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်